မလေးရင်ဘာကြောင့်ဖြစ်ပေါ်ရတယ်ဆိုတဲ့အကြောင်းအရာတွေကိုဒီကနေ့မှာအကျဉ်းချုပ်ရှင်းပြပေးတော့ပါမယ်။အယုရှင်းဆုံးပြောရမယ်ဆိုရင်အရရက်ကိုပြန့်နှံ့နိုင်တဲ့ line တွေထွက်ပေါ်လာစေတဲ့စွန့်အင်တစ်မျိုးကြောင့်ကမ္ဘာမြေမျက်နှာပြင် တုန်ခါတော်တဲ့ဖြစ်ရက်ကိုငလျင်လှုပ်တယ်လို့ခေါ်ပါရယ်။ဘာကြောင့်အဲ့ဒီစွန့်အင်တွေထွက်ပေါ်လာရသလဲဆိုတာရယ်။ဘလို line တွေထွက်ပေါ်လာတာလဲဆိုတာရယ်။ဘေးအရာကမြေမျက်နှာပြင်ကိုလှုပ်ခါစေတာလဲဆိုတာတွေကအတော်လေးကိုရှုပ်ထွေးပါရယ်။ကျွန်တော်တို့ရဲ့ကမ္ဘာကြီးဟာ အစိပ်အပိုင်းတစ်ခုလေးနဲ့ဖွေးစည်းထားတာမဟုတ်ပါဘူးအလော်ဆေးကိုကူကနေအခု20လောက်နဲ့ဖွေးစည်းထားတာပါအဲ့ဒီအလော်တွေကိုကြောက်ထုလော်တနည်းအားဖြင့်ဒီတက်တော်နီပလိတ်တွေလို့ခေါ်ပါတယ်အင်မတန်ပူပြင်းပြီးတော့မှတစိပ်တစ်ပိုင်းအခြေပျော်နေတဲ့ကဘာဒီမက်တယ်လော်ပေါ့နော်ဒီတနည်းအားဖြင့်ပြောမယ်ဆိုရင်အကာပိုင်းပေါ်မှာအဲ့ဒီကြောက်ထုလော်တက်တော်နီပလိတ်တွေတည်ရှိနေတာပါဒါကြောင့်တည်ငြိမ်မှုမရှိပဲအမြဲတမ်းလိုလိုရွေလျားနေပါတယ်။အဲ့ဒီအပြားတွေဟာတစ်နှစ်ကို10စင်တီမီတာကနေ အစီစင်တီမီတာလောက်အထိရွေလျားပါတယ်။ဒါပေမဲ့တာမင်ရွေလျားမှုတွေကိုတော့ကဘာပေါ်မှာရှိတဲ့သက်ရှိတွေလုံအောင်ခန်းစားသိရှိနိုင်ခြင်းမရှိပါဘူး။တခါတလေအဲ့ဒီရွေလျားမှုတွေအင်မတန်ပြင်းထန်လာတဲ့အခါမှာကျွန်တော်တို့ရဲ့အောက်ကကဘာမြင့်မြန်းလာပြင်တုန်ခါမှုတွေဖြစ်ပေါ်လာပြီးတော့မှငလျင်လှုပ်ရှင်ဖြစ်ပေါ်လာပါတယ်။ပြင်းထန်တဲ့ငလျင်တစ်ခုကမျိုးရော်တွေကိုလုံအောင်ဖျက်ဆီးပြစ်နိုင်စွမ်းရှိပါတယ်။ငလျင်တွေဟာကဘာကြောက်တာထုလို့ဒီလီဒိုစပီးယားမှာဖြစ်ပေါ်ပါတယ်။ မြင်းကလေးတစ်ခုဟာကဘာအတွင်ပိုင်းမှာစတင်ဖြစ်ပေါ်ပြီးတော့နေရအနှင်းကိုစွန့်အင်ပြန့်နှံ့တော့ပါတယ်။ကဘာမြေပြင်အောက်ငလျင်စတင်ဖြစ်ပေါ်တဲ့နေရာကို focus ဒါမှမဟုတ် hypocenter တနည်းအားဖြင့်မြေအောက်ငလျင်ဘဟုရှက်လို့ခေါ်ပါတယ်။အဲ့ဒီနေရာရဲ့အပေါ်တိတိမှရှိတဲ့ကဘာမြေလိုနေရာကိုတော့ epicenter ပေါ့နော်ဒီမြေပေါ်ငလျင်ဘဟုရှက်လို့ခေါ်ပါတယ်။မှတ်တမ်းတွေအရကဘာပေါ်မှာဖြစ်ပေါ်တဲ့တကိအပြင်းထန်ဆုံးငလျင်တစ်ခုဟာ ပြင်းအား9.5အထိရှိခဲ့ပါတယ်1968ခုနှစ်တောင်ပိုင်းရှီလီနိုင်ငံဗာဒီဗီယားမှာအဲ့ဒီအပြင်းထန်ဆုံးသောငလျင်ရင်ဖြစ်ပေါ်ခဲ့ပါတယ်ဒုတိယအပြင်းထန်ဆုံးသောငလျင်ရင်ကပြင်းအား9.0ရှိပြီးတော့မှ2011ခုနှစ်မလစတရက်နေ့ဂျပန်နိုင်ငံဒီတိုဟိုကူဒေသမှာဖြစ်ပေါ်ခဲ့ပါတယ်ဂျပန်နိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့အပြင်းထန်ဆုံးသောငလျင်ရင်ကြောင့်လူ16000နီးပါးသေဆုံးခဲ့ပြီးတော့မှကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေကြုံတွေ့ခဲ့ရပါတယ် ဘူမိဗေဒပညာရှင်တွေကတော့ကြောက်ထုတော်ဒီတက်တော်နီပလေးရွေးလျားမှုကြောင့်ဖြစ်ပေါ်လာတဲ့ line တွေကို တိုက်တာဖို့အတွက် seismograph လို့ခေါ်ရဲဒီငလျင်တိုင်းကရိယာကိုအသုံးပြုကြပါတယ်။ငလျင်လောက်ကမှုပြင်အားကို register scale နဲ့တိုက်တာဖော်ပြလေးရှိပါတယ်။အဲ့ဒီပြင်အားဆိုတဲ့အရာဟာငလျင်လောက်ကတဲ့အချိန်မှာထွက်ပေါ်လာတဲ့စွန့်အင်ဖြစ်ပါတယ်။ပြင်အားဘယ်လောက်ရှိတယ်လဲဆိုတာကိုဖော်ပြဖို့အတွက်0ကနေ10အထိသတ်မှတ်ထားပါတယ်။ အဲ့ဒီနေရာမှာပြင်းအားတုံများဆိုရင်အနည်းဆုံးလှုပ်ခတ်မှု ဖြစ်ပြီးတော့မှပြင်းအားပမာဏတစ်စေဆိုရင်တော့အမြင့်ဆုံးလှုပ်ခတ်မှုလို့သတ်မှတ်ပါတယ်ပို့ပြီးတော့နားလေတော်ဖို့အတွက်တရုတ်ပြပုံကိုလေ့လာဖို့လိုအပ်ပါတယ်ကဘာကြီးရဲ့ဒီအတွင်းကြဆုံးအပိုင်းမှာရှိတဲ့ inner core ဥတိုင်းပေါ့နော်ပြီးရင် metal အကာပိုင်းနဲ့ crust အခွင်ပိုင်းစားတာတွေကိုဒီပုံမှာမြင်တွေ့ရမှာပါ inner core ဒီဥတိုင်းဆိုတဲ့နေရာကတော့ကဘာအတွင်းတွေကအလေဘဟုမှာရှိနေတဲ့နေရာတစ်ခုဖြစ်ပါတယ် သူ့ရဲ့ပုံစံကလုံလုံနဲ့ပုံစံရှိပြီးတော့မှအရှင်ဝဲအဖြစ်1250ကီလိုမီတာလောက်ရှိပါတယ်။ကမ္ဘာအတွင်းပိုင်းဥတိုင်းရဲ့အပူချိန်ကဒီဂရီစင်တီဂရိတ်၄၅၀၀ကနေ9500ကျရှိပြီးတော့မှဂီဂါပါစကေ300ကနေ360ကျဖြစ်အားဖြစ်ပေါ်နေပါတယ်။နောက်တစ်ခုကတော့ဒီအောက်တာကိုလို့ခေါ်တဲ့အပြင်ဥတိုင်းက2200ကီလိုမီတာလောက်အထူးရှိပြီးတော့မှအပူချိန်ကဒီအတွင်းပိုင်းဥတိုင်းဒီပါပူနေပါတယ်။မန်တလေယာလို့ခေါ်တဲ့အကပိုင်းမှာတော့ကီလိုမီတာ 2900လောက်အထူးရှိပါတယ်အဲ့ဒီအပိုင်းကလုံးဝအဆိုင်အခင်းမဟုတ်ပဲတစ်စိတ်တစ်ပိုင်းအရေပျော်နေတဲ့အပိုင်းဖြစ်ပါတယ်ကဘာကြီးရဲ့ဒုတိယ84ရာခိုင်နှုန်းလောက်အထိကိုအကာပိုင်းနဲ့ဖွင့်စီထားတာပါနောက်ဆုံးကျန်တာကတော့ဒီ crash အခွန်ပိုင်းဖြစ်ပါတယ်အဲ့ဒီနေရာကအခြားနေရာတွေနဲ့ရှင်မယ်ဆိုရင်အတော်လေးကိုပါလော်တယ်လို့ပြောလို့ရပါတယ်အထူးအဖြစ်ကီလိုမီတာ၃ညကနေ80ကီလိုမီတာလောက်အထိရှိပါတယ်ပင်လယ်ပြင်အောက်မှာတော့အကာပိုင်းရဲ့အထူးက10ကီလိုမီတာလောက်သာထူပြီးတော့မှ ကမ္ဘာတိုက်ကြီးတွေရအမှာတော့32ကီလိုမီတာလောက်အထူးရှိပါတယ်။အကာပိုင်းရဲ့အလေးချိန်ကတစ်ကမ္ဘာလုံးအလေးချိန်ရဲ့တေးရခိုင်နှုန်းလောက်သာရှိပါတယ်။နောက်ပြီးတော့မှကျွန်တော်တို့လေ့လာရအောင်ပါ။အခုမြင်တွေ့ရတာက မြို့ငွေလေးတစ်ခုရဲ့လမ်းလွေရကို မြင်တွေ့ရမှာပါ။နောက်ထပ်မြင်ရတာကတော့ကမ္ဘာအလှော်တွေကိုတွေ့မြင်ရတာပါ။မိခိုးရောင်အပိုင်းကအခွန်ပိုင်းဖြစ်ပြီးတော့မှအနီးရောင်အပိုင်းကအကာပိုင်းဖြစ်ပါတယ်။ဘေးဖက်တောင်စွန်းမှာ Aquic Magnitude on Rochester Scale ကိုမြင်တွေ့ရမှာဖြစ်ပြီးတော့မှ အဲ့ဒါကငလျင်လှုပ်ခဲမှုရဲ့ပမာဏကိုပြတတ်ပါတယ်။တကယ်လို့လှုပ်ခဲမှုပြင်းအားပမာဏကတုံညာကနေနှစ်အထိဖြစ်ခဲမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့လုံးဝသိရှိမှာမဟုတ်ပါဘူး။လှုပ်ခဲမှုပြင်းအားပမာဏနှစ်ကျော်ပြီးတော့မှလေးအောက်ဖြစ်ခဲမယ်ဆိုရင်တော့အနည်းငယ်တုံခါမှုကိုခံစားလို့ရနိုင်ပါတယ်။ပြင်းအားအဆင့်၄ကနေ၄.၉ဆိုရင်တော့ငလျင်လှုပ်ခတ်တယ်လို့သတ်မှတ်ပါတယ်။လှုပ်ခဲမှုပြင်းအားပမာဏက၅ကနေ၅.၉ဆိုရင် အလီအလက်ငလီရင်လို့သတ်မှတ်ပါတယ်။ပမာဏရှောက်ကနေရှောက်ရသမ6ဆိုရင်အာကောင်းတဲ့ငလီရင်လို့သတ်မှတ်ပါတယ်။ပြင်းအားပမာဏ9ကျော်တော့ပြီဆိုရင်ပြင်းထန်တဲ့ငလီရင်လို့သတ်မှတ်ပြီးတော့မှအဲ့ဒီလှုပ်ခဲမှုကကဘာတိုက်ကြီးတွေနဲ့မျိုးတွေရော်တွေကိုဖျက်ဆီးပြင်းနိုင်စွမ်းရှိပါတယ်။အဲ့ဒီငလီရင်လှုပ်ခဲမှုကိုငလီရင်တိုင်းကရိယာနဲ့တိုက်တာမှတ်တမ်းတင်ရပါတယ်။ပြင်းအားပမာဏ၄ကနေ၄.၉အထိလှုပ်ခဲမဲ့ဆိုရင်ဘလို့တွေဖြစ်ပေါ်လာနိုင်တယ်ဆိုတာကိုလေ့လာကြည့်ရအောင်ပါ။ အရင်ဥဆုံးငလျင်သဘောတရားတွေကိုနားလည်ထားဖို့လိုအပ်ပါတယ်အခုမြင်တွေ့ရတဲ့ point အမှတ်ကကမ္ဘာအတွင်းပိုင်းမှာရှိတဲ့ငလျင်ဘဟုရှက်ပေါ့နော်ဒီမြေအောက်ငလျင်ဘဟုရှက်ပေါ့တနည်းပြောရရင်ဒီ hypocenter ဖြစ်ပါတယ် body wave ဒီအတွင်းပိုင်းမှာဖြစ်ပေါ်တဲ့ line နဲ့ surface wave ပေါ့နော်ဒီကမ္ဘာအပေါ်ပိုင်းမှာဖြစ်ပေါ်တဲ့ line တွေဆိုပြီးတော့မှငလျင်လုတ်ခတ်တဲ့အခါမှာ line မျိုးဖြစ်ပေါ်လာပါတယ် body wave လို့ခေါ်ရတဲ့အကြောင်းရင်းကကမ္ဘာအတွင်းပိုင်းမှာအဲ့ဒီ line တွေပြန့်နှံ့တဲ့အတွက်အတွင်းပိုင်း line လို့ခေါ်ကြပါတယ် ော်ဒီဝေးလောက်ခဲ့တဲ့အခါမှာအဲ့ဒီအတွင်းပိုင်းလိုင်းတွေကမျက်နှာပြင်ကကြောက်သားတွေကိုရိုက်ခဲမှုပြုလုပ်ပါတယ်။အဲ့ဒီနောက် surface wave ပေါ့နော်ဒီအပေါ်ရင်လိုင်းတွေဖြစ်ပေါ်လာပါတယ်။အခုမြင်ရတဲ့အဆက်ကလေးက hypocenter ပေါ့နော်ဒီမြေအောက်ငလျင်ဗဟိုချက်ဖြစ်ပြီးတော့မှငလျင်စားတင်လှုပ်ခတ်တဲ့နေရာဖြစ်ပါတယ်။အဲ့ဒီနေရာကထုတ်လွတ်တဲ့လိုင်းတွေကို primary wave ပေါ့နော်ဒီနေ့အဖြစ် P wave ပေါ့ဒီမြန်မာလိုဆိုရင်တော့ကနဥလိုင်းတွေလို့ခေါ်ပါတယ်။ P wave ဆိုတဲ့လိုင်းတွေကငလျင်လိုင်းတွေဖြစ်ကြပြီးတော့မှ ဥတီဘတ်နဲ့စန်းကျင်ဘတ်လာရအတိုင်းရှင်းနောက်လှုပ်ခဲ့ပါတယ်အတန်လိုက်တော့ပုံနဲ့ဆင်တူတယ်လို့ပြောရပါပါဒီပီဝဲတွေကိုငလျင်တိုင်းကရိယာမှာကနဥဖန်းယူရရှိပြီးတဲ့နောက်စကန်ပိုင်းအကြာမှာအဲ့ဒီလိုက်တွေဟာမျက်နှာပြင်နဲ့ပိုနီးတဲ့ကြောက်ထုလော်ကိုရိုက်ခတ်တဲ့အခါမှာ S way ဒါမှမဟုတ်ဒုတိယလိုင်းတွေလို့ခေါ်တဲ့လိုင်းအစ်တစ်ခုကိုဖြစ်ပေါ်စေပါတယ်အဲ့ဒီတော့ကဘာအပေါ်ရင်လော်မြေသားလှုပ်ခတ်မှုဖြစ်လာပြီးတော့မှာ ကျွန်တော်တို့ခံစားသိရှိရတဲ့အဆင့်ကို ရောက်ရှိလာပါတယ်။ SWE တွေဟာဒီ downline အတိုင်းပေါ့နော်ဒီကြောက်ထုလိုအတိုင်းလိုင်းတွေဖြစ်ပေါ်ပါတယ်။အဲ့ဒီနောက် SWE ဟာကမ္ဘာမြေမျက်နှာပြင်ကိုရိုက်ခဲ့ပြီးတော့မှငလျင်ဖြစ်ပေါ်လာပါတယ်။မြေမျက်နှာပြင်မှာငလျင်စတင်ဖြစ်ပေါ်တဲ့နေရာကိုမြေပေါ်ငလျင်ဘဟုရှက်ဒီ epicenter လို့ခေါ်ပါတယ်။ PWE နဲ့ SWE တွေမြေမျက်နှာပြင်ကိုရိုက်ခဲ့ပြီးတဲ့နောက်မှာကြောက်သားဒုတွေရွေလျားမှုဖြစ်ပေါ်ပြီးတော့မှအဆောင်တွေပြိုကျတာ။ လူထိခိုက်သေးဆုံးမှုရှိလာတာမျိုးတွေကြုံတွေ့ရနိုင်ပါတယ်။မလင်းပြင်းအပမာဏအဆင့်၄ကနေ၄.၉အထွန်းမှာအင်ငယ်လေးတွေပြိုကျတာမျိုးဖြစ်နိုင်ပေမဲ့ခိုင်မာတဲ့အဆောက်အုံတွေကတော့ဘာမှဖြစ်မှာမဟုတ်ပါဘူး။တကယ်လို့သာငလင်းပြင်းအပမာဏအဆင့်၅ကနေ၅.၉အထိလှုပ်ခတ်မယ်ဆိုရင်အင်ငယ်လေးတွေလုံဝပြိုကျတာမျိုးနဲ့အဆောက်အုံတွေကွဲအပ်တာမျိုးလမ်းမကြီးတွေကွဲအပ်တာမျိုးဖြစ်လာနိုင်ပါတယ်။ဒီနေရာမှာတစ်ခုသတိထားရမှာက ်မြေအောင်ငလျင်ဘဟုဆက်နဲ့မြေပေါ်ငလျင်ဘဟုဆက်တို့နီးကပ်မယ်ဆိုရင်ငလျင်ပြင်းအားပမာဏပုံမှုများပြားမှာဖြစ်ပါတယ်တကယ်လို့သာငလျင်ပြင်းအားပမာဏအဆင့်လျှောက်ကနေဒီ၆ဒသမ9အထိလှုပ်ခတ်ခဲ့မယ်ဆိုရင်ပျက်စီးမှုတွေကတော်တော်လေးကိုများလာပါလိမ့်မယ်အင်ငယ်လေးတွေလုံးဝပျက်စီးတော့တာအစာအုပ်ကြီးတွေပြိုပြတ်တာလန်ဒရာတွေပျက်စီးတာမျိုးကြုံတွေ့ရနိုင်ပါတယ်ငလျင်ပြင်းအားပမာဏအဆင့်9အနားကိုနီးကပ်လာတဲ့အခါမှာ ထိခိုက်ပျက်စီးမှုများပြားလာတာကိုတွေ့ရမှာဖြစ်ပြီးတော့မှအဆင့်6နဲ့6.5တို့ဆိုရင်ဘလောက်တောင်မှပျက်စီးမလဲဆိုပြီးတော့မှမှန်းဆလို့ရပါတယ်။ငလင်းရင်ပေးအချိန်မှာထပြီးဖြစ်လာနိုင်မယ်ဆိုတာကိုဘယ်သူကမှမှန်းဆလို့မရပါဘူး။ဒါပေမဲ့ဖြစ်ပေါ်လာတဲ့ line တွေဆိုရင်တော့တိုက်တာလို့ရပါတယ်။ဒီနေ့ခေတ်စမတ်ဖုန်းတွေကလည်းငလင်းရင်လှုပ်ခတ်မှုကိုတိုက်တာနိုင်ဆုံးရှိလာပါတယ်။အဲ့ဒီအဆက်လက်တွေကိုအသုံးပြုပြီးတော့ပညာရှင်တွေကငလင်းရင်သတိပေးချက်တွေထုတ်ပြန်နိုင်ပါတယ်။ NASA ကအဲ့ဒီအဆက်လက်တွေကို Quasim Software မှာအသုံးပြုပြီးတော့မှ ပုံမထီရောက်တဲ့အတိပေးချက်တွေကိုဖော်ပြလာနိုင်မှာဖြစ်ပါတယ်။သိမ့်မကြသေးခင်ကပြုလုပ်ခဲ့တဲ့သုတေသနတွေအရာငလျင်မလုံးမိအတော်အတွင်အနီးပတ်ဝန်းကျင်မှာရှိတဲ့နေရာတွေမှာအနုမြူစွန့်အင်ပစ္စည်းတွေပေါ့နော်ဒီရေဒွန်နဲ့တူရွန်ထွက်ရှိလာတာကိုတိုင်တားရရှိခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်ကငလျင်မလုံးမိအချိန်အနည်းငယ်အလိုမှာဖြစ်ပေါ်လာတဲ့ဒီမြင်မျက်နှာဖြင့်အကွေချောင်းတွေကနေတဆင့်ဒဏ်ငွေတွေထွက်လာတာဖြစ်ပါတယ်။လာမယ့်အနာဂတ်မှာအဲ့ဒီလိုထွက်လာတဲ့ဒဏ်ငွေတွေနဲ့တုံ့ပြန်မှုတွေကိုစောင့်ကြည့်တိုင်တားနိုင်မယ်ဆိုရင် ငလျင်လှုပ်မဲ့အကြောင်းကိုအနေဆုံး9နှစ်လောက်ကြိုပြီးတော့မှကြိုတင် ခံမှန်းလာနိုင်ပါလေဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျာ။ဒီဗီဒီယိုကနေကျွန်တော်မိတ်ဆွေတွေဘဟုသူရတွေရရှိတော်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့တည်ထားတဲ့အချက်တွေကိုလည်းအများသူမှဘဟုသူရရရှိစေဖို့အတွက် comment မှာရေးသားပြီးတော့မှမျှဝေပေးတော်ကြလို့ရပါတယ်ခင်ဗျာ။အားလုံးဘေးအန္တရာယ်ကင်းစင်ကြပါစေ။နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှပြန်တွေ့ကြရအောင်ပါ။